ကိုပိုင်ကားကိုအမိုက်ကားဖြင့်ပြောင်းလဲပြီးအမိုက်တွေလိုက်သိမ်းပေးနေတဲ့မန္တလေးကဦးလေးကြီး အလုံးမဲမင်္ဂလာပါဗမိစနောင်းကနေကျွတ်စလိုက်ပါတယ်မန္တလေးမှာပြင်းထန်တဲ့ငလျင်လှုပ်ခတ်ခဲ့တာကြောင့်အိမ်တွေပြိုကျသွားခဲ့ပြီးနေရာအခက်အခဲဖြစ်သွားတဲ့သူတွေအများကြီးရှိပါတယ်ငလျင်လှုပ်ပြီးတော့တပတ်ကျော်သွားပြီးဖြစ်ပေမဲ့အိမ်ပေါ်မှာမအေးရတာကြောင့်အပြင်ထွက်ပြီးအိမ်နေရတဲ့သူတွေလည်းရှိသလုံးကျုံးပတ်လည်းမှာလည်းတဲလေးတွေနဲ့နေထိုင်နေရသူတွေရှိပါတယ်နေတဲ့ရကြလာတာနဲ့အမျှအမိုက်တွေလည်းထွက်လာခဲ့ပါတယ်အမိုက်တွေကိုအပြင်မှခံပြီးလိုက်သိမ်းပေးဖို့အတွက်စိတ်ကူးကိုတော့တော်ရုံလိုကရလာမှာမဟုတ်ပါဘူး ကျုံးပတ်လည်မှာနေထိုင်သူတွေရဲ့အမိုက်တွေကိုအခမဲ့လိုက်သိမ်းပေးနေတဲ့ဦးလေးကြီးတယောက်ရှိကဒီဦးလေးကြီးကတော့သူ့ရဲ့ကိုပိုင်ကားကိုအမိုက်ကားဖြစ်ပြောင်းလဲလိုက်တာပါ။ကိုရခါလူမျိုးတယောက်ဖြစ်တဲ့ဒီဦးလေးကြီးကကိုညီတက်သူဖြစ်ပြီးအရင်ကတည်းကအလို့တန်းတွေလည်းမကြခဏလောက်ပါတယ်လူမျိုးဘာသာမခွဲကြပဲအလို့တန်းတွေလည်းမကြခဏလောက်တတ်ပါတယ်အရင်ကတည်းကတစ်တော့ဆယ်လီဖြစ်နေတဲ့ဦးလေးကအသက်ရွယ်ကတော့မငယ်တော့ပါဘူး ကျုံဘေးမှာနေထိုင်သူတွေအတွက်တနန့်ရှင်းရှင်းနေလို့ရအောင်ဒီဦးလေးကြီးကအမိုက်တွေကိုအပင်ပန်းခံပြီးတော့လိုက်သိမ်းပေးနေတာပေါ့သူ့ရဲ့ကားပေါ်ကိုအမိုက်ထုတ်လေးတွေထည့်ပေးလို့ရပြီးဦးလေးကြီးကအမိုက်ပြစ်ပေးပါတယ်အမိုက်ကားလာပြီးဆိုတဲ့အကြောင်းကိုအော်တဲ့အချိန်မှာတော့သူ့ရဲ့ကားပေါ်ကိုအမိုက်ထုတ်လေးတွေလာပေးကြတာပေါ့အမိုက်လေးတွေကိုအိတ်လေးတွေနဲ့ထည့်ထားရုံပဲဖြစ်ပြီးဦးလေးကြီးကလိုက်သိမ်းပေးပါတယ် ဒါကြောင့်နေထိုင်သူတွေကလည်းအမိုက်တွေရှင်းလင်းပြီးအသင့်ရှင်းသွားပါတော့တယ်။ငလျင်ဘေးသင့်ပြည်သူတွေအတွက်အလို့ရှင်တွေကထမင်းဘူးတွေလိုက်ဝေပြီးတဲ့နောက်မှာဖောက်ဘူးတွေကပြန့်ကျဲပြီးတော့ကျန်နေပါတယ်။အမြင်လည်းမသိတော့သလိုဂျမရည်နဲ့လည်းမညင်ညွတ်တာကြောင့်ဒီဦးလေးကြီးကအမိုက်သိမ်းပေးဖို့အတွက်စိတ်ကူးရသွားတာပေါ့။အမိုက်သိမ်းပေးဖို့အတွက်သူ့ရဲ့ကောက်ကိုအသုံးပြုတဲ့အထိစိတ်စေတနာကောင်းသူဖြစ်ပါတယ်။ဦးလေးကြီးဟာဘသူကမှမစင်စားမိတဲ့အရာကိုစင်စားမိသွားပြီးတန်ရှင်းရေးကုသိုလ်နဲ့ပါဝင်နေပါတယ်။ ညလျင်ဘေးမှာလူမျိုးဘာသာအလုံးခန်းစားခဲ့ရတာဖြစ်ပြီးအလုံးကပြန်လည်ဖေးမကြပါတယ်လူမျိုးဆွဲဘာသာဆွဲမရှိဘဲအချင်းချင်းကူညီနေကြတဲ့အထက်မှာဂေါရခဦးလေးကြီးလည်းပါဝင်ပါတယ်သူတက်နိုင်တဲ့နေနဲ့ကူညီပေးနေတာဖြစ်ကသူနဲ့တူလောက်ကူမဲ့လောဝါဖေးလေးတွေလည်းပါဝင်ပါသေးတယ် အနန္တတေထွက်နေတဲ့အမိုက်တွေကိုကန်ရလို့မျက်နှာကမသာရတဲ့ပုံစံမဖြစ်ပဲပျော့ပျော့ရွှင်ရွှင်နဲ့အမိုက်လိုက်သိမ့်ပင်းနေတာပေါ့အသက်ရွယ်တစ်ခုကိုရောက်နေပြီဖြစ်တာကြောင့်ဘယ်နေရာမှာမှမကူညီနိုင်တော့ဘူးဆိုတဲ့စိတ်ကမမွေးပဲတတ်နိုင်တဲ့ဘက်ကနေကူညီပေးနေတဲ့ဒီဦးလေးကြီးကတော့လေးစားနေကြတာပေါ့ တကယ်တော့ဒီအမိုက်တွေကိုဘသူကမှမသိချင်ကြပါဘူးအနတ်သက်မကောင်းတဲ့အမိုက်တွေဖြစ်တလို့ချထားခဲ့ကြပြီးပြန်မသိတဲ့အချိန်မှာသူများမသိချင်တဲ့အမိုက်တွေကိုလိုက်သိမ်းပေးတဲ့ဦးလေးကြီးရဲ့စိတ်ထားဖြူစင်မှုကပေါ်လွင်နေပါတယ်ငလင်းဘေးမှာဂျုံဘေးကအမိုက်တွေကိုအခမဲ့ပြစ်ပေးနေတဲ့ဒီဦးလေးကြီးရဲ့ကုညီမှုကလည်းတာရုခေါ်စရာတစ်ခု ဖြစ်လာခဲ့တာပါ ဘသူကမှကိုယ့်ရဲ့ကားကိုအမိုက်ကားဖြင့်ပြောင်းလဲခြင်းမမဟုတ်ပေမဲ့လည်းသူ့ရဲ့ကိုညစ်ခြင်းစိတ်ကိုဘယ်အရာကမှတောက်ဆီလို့မရပါဘူး။အနတ်သက်မကောင်းတဲ့အမိုက်တွေကိုကားပေါ်တင်ပြီးတဲ့နောက်မှာတန်ရှင်းလဲလုံရမှာဖြစ်တယ်လို့ကားအတွက်စီလဲကုန်ကြမှာပါ။ဒါရီကိုတခုမှမစင်စားပဲသူတက်နိုင်တဲ့ဘက်ကနေကုညီပေးနေတဲ့ဦးလေးကြီးရဲ့စိတ်ထားကမုံမြတ်တာကြောင့်သူ့ကိုလေးစားနေကြပါတယ် ငလျင်ဘေးမှာတနိုင်တလောက်ကိုကြီးကျင်နာကြောင့်ကိုပိုင်ကားကိုအမိုက်ကားဖြစ်ပြောင်းလဲပြီးကိုကြီးဘေးနေတဲ့ဦးလေးကြီးအပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်းအလုံးကိုကျေးဇူးတင်ပါတယ်အကြောင်းမျိုးကြောင့်ကွယ်လွန်သွားခဲ့ရတဲ့သူတွေလည်းကောင်းရပုံဘွားရရှိပါစေကြောင်းနဲ့ကိုကြီးကဲဆဲထောက်ပံ့ပေးသူအလုံးကိုလည်းထူးပင်ကျေးဇူးတင်ကြောင်းပြောကြားရင်းနဲ့အလုံးမဲ့နေ့ရက်တိုင်းအတွက်ပြောရှင်ပါစေ